ိတ်မယ်ခမရတို့တိထားမှာလေအဲ့တော့ဒီပိတ်တွေခမရတို့တိထားမှာကခွက်ခေါက်ပြီးတော့စစ်တိုက်လို့မရဘူးကွာဟဲ့ခွက်ခေါက်ပြီးတော့စစ်တိုက်လို့မရဘူးခွက်ခေါက်ပြီးတော့လေစားလို့ပဲရတယ်စစ်တိုက်လို့မရဘူးမတိယုံကမတိယုံကမတိယုံကဆိုပြီးတော့ကဘာကျော်မတိယုံဟာလေကဘာကျော်ကနာနာတို့ကပေါင်းဆက်မှုမင်းတို့အညာဒေတာဆိုတာကဟဲ့ငါလည်းအညာဒေတာမှာကြီးလာတယ်ကွာ ။အညာဒေသဆိုတာကမတိယုံကမတိယုံကမယုံကဆိုပြီးတော့ကဘာကျော်မတိယုံဟာလေကဘာကျော်ကနားနာတို့ကပေါက်ဆက်မှုအဲ့ဒီအမှဘာစောက်လို့ခွင့်ပါတင်ထားတာလည်းမရှိဘူးခွင့်ပြုထားတာလည်းမရှိဘူးပြီးတော့စီပင်တရားရေးကော်မတီခွင့်ပြုချက်ပြင်စောက်လို့တယ်တဲ့ခွင့်ပြုအမှတ်က1325 24 325ပေါ့နော် မတိယုံကမတိယုံကမယုံကဆိုပြီးတော့ကဘာကျော်မတိယုံဟာနဲ့ကဘာကျော်ကနာနာတို့ကပေါင်းဆက်မှုကြောင့်အများဆုံးသတင်းဖြစ်တယ်။ဒါဒီသတင်းဟုတ်ရင်မဟုတ်ဘူးဆိုတာအတိမပြုတ်နိုင်ဘူး။ဘာလို့လဲဆိုတော့ပြပမှနေတဲ့လူယောက်ကပြောတဲ့သတင်းဖြစ်တယ်။ဒီသတင်းဟုတ်ရင်မဟုတ်ဘူးဆိုတာကိုဒီမီဒီယာသမားတွေအနေနဲ့ကအတိပြုတ်ပေးဖို့လိုအပ်ပါတယ်။နေပြီးတော့စီပင်တရားရေးကော်မတီခွင့်ပြုချက်ပြင်ဆောက်လုပ်တယ်တဲ့။ခွင့်ပြုအမှတ်က1325 24 325ဗောနော်မတိယုံကမတိယုံကမယုံက ဘယ်ရဲ့အထဲမှာတချင်းဆိုနေအကတိုက်နေလားမသိပါဘူး။အဲ့မှာသူတို့ဗားလေဆိုနေတော့ဗားလေကုကုမာကုကုမာဆိုရင်မလုပ်နိုင်ရကနေရအကုန်လုံး9000လုံးကိုကျွန်တော်ကာလာခွာတာအဲ့ကောင်နေပြီး9000လုံးကိုကျွန်တော်ဒီကောင်နေအောင်မှာအာအာမောက်ရလေးလူကြီးကုန်းကုန်းလေးလို့ဆဆောက်တယ်အဲ့ဆိုင်ကောင်ကျွန်တော်ဝင်ရောက်စီးနေတယ်ဗားအဲ့ဒီတော့ကျွန်တော်တို့က3မိနစ်တင်ကုန်ကြီးဆိုနေမယ်တင်လိုက်တယ်3မိနစ်ပဲတင်လိုက်ကွန်လိုင်းတို့အားလုံးပဲဘောင်ဝဘေးနဲ့မေးပြီးတယ်မှာအများဆုံးခင်ဝေးကြပါစေလို့ဆုတောင်းပေးနေတယ်ဗျကျွန်တော်ရဲ့ကိုကြီး revolution channel လေးရဲ့ အော်တိုဘားလာနှစ်ရက်နေညပိုင်းအစီအစဉ်ကပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီညမှာလည်းသတင်းကောင်းတွေဖြစ်တဲ့တော်လမ်းမျိုးတွေအားလုံးပြောပြရွှင်တဲ့နားဆင်အောင်မှာဖြစ်ပါတယ်။နောက်ဆုံးသတင်းပုတ်အနေနဲ့ကတော့ကချင်ပြည်နယ်ဗန်မော်မျိုးသိမ်းတိုက်ပွဲမှာ KIA ပူပေါင်းတပ်တွေကလွတ်လပ်ရတဲ့အကြမ်းဖက်စစ်တရဲတပ်စခန်းတချို့ကိုပြန်လည်သိမ်းပိုက်ရရှိပြီးဖြစ်ကြောင်းလည်း KIA ရှေ့နှန်းသတင်းကထုတ်ပြန်ထားတာတွေ့ရှိရပါတယ်။စက်တင်ဘာလ24ရက်နေ့မှာဗန်မော်မျိုးမှာရှိတဲ့၃ပိုင်းစခန်း၊ရွှေပြည်သာစခန်းနဲ့ KPC ဘုရားကျောင်းကုန်းတို့ကိုအကြမ်းဖက်စစ်တရဲအမှတ်တိတိတတ်မှတ်တော်စီးတရင်မဆာရနဲ့ အမှန်ကစစ်သွေးတပ်တို့ကစစ်ကြောင်းနှစ်ကြောင်းဖြင့်ထိုးစစ်တိုက်ခိုက်ခဲ့သောကြောင့် KIA ပူးပေါင်းတပ်တွေကဆုတ်ခွာပေးခဲ့တာဖြစ်ပါတယ်။အဲ့လိုဆုတ်ခွာပေးလိုက်ရတဲ့စကန်သုံးခုကို KIA ပူးပေါင်းတပ်ဖွဲ့တွေကတံပြန်ထိုးစစ်ဆင်တိုက်ခိုက်မှာတော့အော်တိုဘာလ၁ရက်နေ့ညပိုင်းမှာပြန်လည်သိမ်းပတ်ရရှိပြီးကြောင်းစစ်တပ်ဘက်မှလည်းအကောင်90ကျော်ထိအေဆုံးကအများပြားလက်ထိကြတဲ့ရရှိခဲ့ကြောင်းထုတ်ပြန်လိုက်ပြီးဖြစ်ပါတယ်။အော်မြူတင်တိုက်ပွဲကို2024ခုနှစ်ဒီဇင်ဘာလပိုင်းမှာစတင်ခဲ့ပြီး ။ KIA ပူးပေါင်းတပ်ဖွဲ့များကစင်နွဲ့နေခြင်းဖြစ်ပြီးလက်ရှိချိန်ထိတိုက်ပွဲတွေနေ့စဉ်ပြင်းထန်နေရရှိကြောင်းလည်းသိရှိရပါတယ်။နောက်တစ်သတင်းပုံအနေနဲ့ကတော့ DJ Bang လို့ခေါ်ပြီးတော့ကျွာလဲ DJ Twin Moon လို့ခေါ်ကြတဲ့လူသမီးငယ်တဦးဖြစ်တဲ့မြေမြောင်ရဲ့ Twin မှာလည်းဖြစ်မြေမြောင်ရဲ့သားလည်းဖြစ်တဲ့နှစ်ယောက်ကအထက်ကိုရောက်နေတဲ့အောင်ဒီမှာဖြစ်ပါတယ်။ဒီနေ့မှာတော့ထောင်းနန်း၅နှစ်မြေမြောင်ရဲ့ဒီမှာဖြစ်တဲ့ DJ Twin Moon ဆိုတဲ့ DJ ဘိုင်လုံးကိုချမှတ်လိုက်ပြကြောင်းတဲ့နေမြောင်ရဲ့တောက်ကိုတော့ main tag ကိုတော့ထောင်းနန်းနှစ်နှစ်ချမှတ်ခဲ့ရတယ်ရင်းနှီးတဲ့ရှင်းနေတဲ့ကြာတိရတယ်ဆိုပြီးတော့ထုတ်ပြန်ထားတာတွေ့ရှိရပါတယ်။ဒီမှာကတော့ main online ရဲ့ မဘာသာအနေနဲ့ရိုးလုံစင်တိုင်းလုံးညမဟုတ်တော့ဘဲနဲ့ကျွန်တော်လေးဥမာစိုးရနေထားတကူလုံးနေပြပြီးတော့မမြခင်နေအာနာရီပြနေပြီးတော့ငါတို့ကမျိုးဘာသာဘလို့ချက်လဲငါတို့ရဲ့မျိုးဘာသာကိုချက်တယ်ဆိုရင်ငါတို့အုတ်ချုံမှာရမယ်ဆိုတော့သိစီချင်းတို့ဂျားထဲမှာကတော့မိသားပင်ဖြစ်တဲ့ဘုသမီးတွေမျိုးသားလေးတွေပြတော့မများနေရေးဆိုနောက်ထပ်သတင်းပုံအနေနဲ့ကတော့ကရင်ပြည်နယ်မြဝတီမြို့နယ်ရဲတပ်ဖွဲ့မှုရဲမှုအောင်နိုင်ဦးကမနေ့ကညမှာ62နှစ်မြောက်ရဲတပ်ဖွဲ့နေညသာစားပြီး KTV ဟိုင်းကန်ကိုတွားရောက်ကဟိုင်းကန်မှာအပျော်လွန်မူးယစ်စေလွန်ကြုံတုံးဆွဲပြီးတေဆုံးသောကြောင့်မြဝတီ မြို့နယ်ရဲတပ်ဖွဲ့ရဲစနစ်မြေကသိရှိရပါတယ်။အော်တိုဘားတရက်နေ့62နှစ်မြောက်ရဲတပ်ဖွဲ့နှစ်ပတ်လည်နေ့ဖြစ်ပြီးအိမ်ဒီမှာနေကင်းပိုင်းမြောက်ပရိခရင်ယုံနေရဲတပ်ဖွဲ့နေအထိမ့်မှခန္ဓာပြုလုပ်ခဲ့ကြောင်းနဲ့ညာဘက်မှာတော့ညစာစာပွဲပြုလုပ်ခဲ့ပြီးနောက်မြောက်ပရိမြို့နယ်ရဲတပ်ဖွဲ့မှရဲမှုအောင်နိုင်ဦးဟာချားရဲရရှိချုံနဲ့တူ KDB ဟိုင်းကန်ကိုတွားရောက်တော့စားမူးရီပျော်ပါခဲ့ကြတာဖြစ်ပါတယ်။အိမ်မှာပဲ KDB မှာပဲမူးရီစီပွားအလွန်ကြုံသုံးဆွဲမှုကြောင့်အတိလေးသိဆုံးသွားကြကြောင်းလည်းသိရှိရပါတယ်။မြန်မာနိုင်ငံရက်တက်ဖွဲ့ရဲ့နေ့ဆိုပြီးတော့ကျစ်ပါလိမ့်မယ်။ ဒီ2025ခုနှစ်အော်တိုဘားလ1ရက်နေ့ကတော့62နှစ်မြောက်မြန်မာနိုင်ငံရတ္တဖွဲ့နေ့ဖြစ်တာကျွန်တော်ရဲ့ရတ္တဖွဲ့အတွက်ဂုဏ်ယူစကားပြောရမယ်ဆိုရင်ဒီနေ့ဒီရက်ဒီချိန်မှာကြောက်ရတဲ့62နှစ်မြောက်ရတ္တဖွဲ့နေ့မှာဒီနှောင်နှစ်ရာပေါင်းများစွာတိရတ္တဖွဲ့ကြီးကနိုင်ငံရဲ့အကျိုးပြည်သူ့ရဲ့အကျိုးအမျိုးဘာသာသာသနာနဲ့နိုင်ငံတော်အချုပ်အခြာအာဏာနဲ့နေတိရခိုင်မြေရေးအတွက်နိုင်ငံတော်ရဲ့တရားဥပဒေစိုးမိုးရေးလုံခြုံရေးတာဝန်ကိုစတဲ့တဘူထမ်းဆောင်နိုင်တဲ့ professional ကြတဲ့ ်မြန်မာနိုင်ငံပြည်ထောင်စုဖြစ်ပါစေလို့ကျွန်တော်ဆုတောင်းပြတာပို့ပါတယ်ကျွန်တော်ကဗျာ2000ခုနှစ်ကနေစပြီးတော့2010အထိမြန်မာနိုင်ငံရတပ်ဖွဲ့ရေကျုပ်တောင်ထမ်းဆောင်တယ် now ဟိုပြည်ရေးဝန်ကြီးဌာနဒုတိယဝန်ကြီးတောင်းတယ်တဖက်ထမ်းဆောင်မှာကြီးတောင်းအဲ့တော့ကျွန်တော်ရဲ့ဝန်ထမ်းဘဝမှာတပ်မတော်သားဘဝပြီးရတပ်ဖွဲ့ကျွန်တော်အမြဲအမှတ်တရရှိနေရသူဘဝတစ်ခုလို့ပြောရမှာ ။ဟဲ့ခင်ဗျားတို့ကောင်းနေဘလောက်တောင်အာနာယူလဲဆိုရင်အဲ့ဒီမှာတော့မင်းရောက်နိုင်ချစ်သူလိုက်ချိတ်ကုန်ပြီ။ကဲမင်းရောက်နေတဲ့အပြိုင်တင်ပြိုင်ပြီးတော့စစ်ထိုးတော့မယ်ခင်ဗျဖြစ်ပါလေ။အားတော့တပ်ဖွဲ့လည်းတော်တော်ကျင်ပြတ်နေဗျ။ဟုတ်တင်းတို့၊မှုခင်းတို့၊စီပင်းတို့၊ယထာတို့ဒီတပ်ဖွဲ့တွေရှိသလိုပဲနိုင်ငံဖြတ်ကျော်မှုခင်းဌာနတို့၊မှုရဌာနတို့ငွေကြေးခွာခြားမှုဌာနတို့လူကုန်ကူးမှုဌာနတို့စသည်ဌာနတွေလည်းအများကြီးရှိတယ်ဒီလိုပဲနိုင်ငံတကာဆက်ဆက်တွေလည်းအများကြီးရှိတယ်အာဆီယံ နိုင်ငံတွေမှာရှိတဲ့ရဲတပ်ဖွဲ့ဝင်တွေအဆက်အသွယ်လုပ်ဖို့အတွက်ကျွန်တော်တို့နှိစင်နှိစင်အာဆနပိုလို့ခေါ်တဲ့အာဆီယံရဲတပ်မှညီလာခံတက်ရတယ်။ခနေ့မြန်မာနိုင်ငံရဲတပ်ဖွဲ့တာဝန်ကပိုကြီးပါတယ်။ပြည်ရဲ့ကြီးမားချက်တာဝန်တွေအနက်မှာတရားဝင်စုံမွေးရဲရဲအင်ဂျန်သားတရားကြီးစတဲ့ဒီလုံငန်းတာဝန်ညက်တာသူခေါင်းပေါ်မှာကြီးမားသောတာဝန်ဖြစ်ကြောက်နေတဲ့ရဲတပ်ဖွဲ့ဖြစ်တာပေါ့ဗျာ။အဲ့ကနေ့တော့ကျွန်တော်တို့မြန်မာနိုင်ငံရဲတပ်ဖွဲ့နေဆိုတော့ဒီကျွန်တော်လုတ်ဖို့ကံပဲနော်ရဲကြိုးအငင်းစားတွေတန်တဲ့ ရတဖုံအချင်းအရင်းသားတွေလက်ရှိတောင်းဝန်ထမ်းဆောင်နေတဲ့တက်တဖွဲ့ဝင်တွေနဲ့ကျွန်တော်တို့ဆုံရမှာပေါ့ဗျာအင်မာမဟိုဝန်သားဆက်ကောင်းတာပါတခါကကျွန်တော်တို့ထမ်းဆောင်ခဲ့တယ်တခါကတဘွားတက်တွဲဆောင်ခဲ့တဲ့မိတ်ဆွေနဲ့ပြရတဲ့ကြောင့်ကျွန်တော်အင်မာဝန်သားတယ်ညာအဲ့လိုတော့မရဘူးဒီနေ့မနေ့ဆိုရင်ထပြီးတော့ကျွန်တော်ပြင်ဆင်ပြီးတော့တော်ရမယ်အချိန်စောင့်နေတာပါခန္ဓာမှာကျွန်တော်တို့နိုင်ငံတော်အကြီးအကဲတွေစကားပြောမယ်နောက်ညပိုင်းတော့ကျွန်တော်ဒင်တာပေါ့ဒီနေ့တော့တနေကုန်နဲ့ပဲဒီခန္ဓာနဲ့ပြင်းတဲ့သဘောတူ 不怕苦，不怕累，人生那么稀巴赖，为了名，如果解不就面对。大度也摆明了，度受不能依，前辈农民有劳好都嘿。<noise> ga kwe kwe ga kwe chin te chin mo chin te chin chin oh hey ra ta ra 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 ta ta ra 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 ဘာစောက်လို့ခွင့်ပါတင်ထားတာလည်းမရှိဘူးခွင့်ပြုထားတာလည်းမရှိဘူးဒါအပြေပဲ နိုင်ငံခြားပြောတာဒီမယုံနဲ့လေဒီမှာနေပြည်တော်မှာနေနေတာတောင်းမှုအများဆုံးသတင်းဖြစ်တယ်။ဒါဒီတရိတ်ဟုတ်ရင်မဟုတ်ဘူးဆိုတာအတိမပြုတ်နိုင်ဘူး။ဘာလို့လဲဆိုတော့ပြည်ပမှနေတဲ့လူတယောက်ကပြောတဲ့သတင်းဖြစ်နေလို့ဒီတရိတ်ဟုတ်ရင်မဟုတ်ဘူးဆိုတာကိုဒိမီရသမားတွေအနေနဲ့ကအတိပြုတ်ပေးဖို့လိုအပ်ပါတယ်။ဒါအခုကျွန်တော်ရောက်နေတဲ့နေရာကကျွန်တော်တို့ကမွန်တန်းကျေးရွာအုပ်စုပေါ့နော်။ဒါကတိစိတ်ပင်ကျေးရွာပေါ့။တိစိတ်ပင်ကျေးရွာအဓိကအပြည့်ကကျွန်တော်တို့ကလိုင်းပေါ်မှာပြောနေကြတဲ့ဟို အစ္စလာမ်ဘာလာဝင်တွေကိုဝယ်တဲ့ဗလီစောင့်နေပါတယ်ဆိုတဲ့နေရာကိုကျွန်တော်တို့ကသွားကြည့်မလို့ဖြစ်တယ်နော်အခုဒါကကျွန်တော်ဒီကနေဝင်ရမှာပေါ့ဒီကနေဝင်သွားလို့ရှိရင်ဟိုဘက်ဒီကနေပြီးတော့သွားရမယ်လို့ပြောတယ်ဗျဒီကသွားလိုက်ဟိုအနောက်ဘက်မှာလို့ကျွန်တော်တို့ပြောတယ်အဲ့ဒါလေးကိုကျွန်တော်တို့နဲ့အတူတူလိုက်ခဲ့ပါနော်ကျွန်တော်တို့သူတို့ဗလီစောင့်နေတာတရားဝင်စောင့်တာလားနိုင်ငံတော်ကချပေးပြီးတော့ဘလို့စောင့်တာလဲဆိုတော့ကျွန်တော်တို့သွားရောက်ကြည့်ရှုမယ်သွားရောက်မင်းမြန်းမှာဖြစ်ပါတယ်ဗျာနော်ကျွန်တော်နဲ့အတူလိုက်ခဲ့ပါကျေးဇူးတင်ပါဗျာအခုကကျွန်တော်တို့ကဒီသူတို့ နေပြီးတော့မှဗလီစောက်နေတဲ့နေရာပေါ့နော်ဗလီစောက်နေပါဆိုတဲ့နေရာကိုကျွန်တော်တို့ကသွားနေတာပေါ့နော်သွားနေဆိုတော့အဲအဓိကပြင်းတော့ဒီနေရာရဲ့သဘောတရားတော့လက်ရှိဒါပါနေရဒီစက်ဒီစက်ပြင်းဒီစက်ပြင်းဂျေးရောကမောနန်ကမောနန်အုပ်စုပေါ့နော်ကမောနန်အုပ်စုသူကတော့အဓိကကျွန်တော်တို့ဒီဘောကစီဒီကာဝင်းနေဒီဘက်ကျွန်တော်တို့ရန်ကုန်မန္တလေးလမ်းအောင်နေနေချင်းဆိုင်ပေါ့နော်မြို့ဆောင်နန်းပေါ့အဲအဲ့ဒီအဲ့ဒီဘက်မှာရှိတယ် တို့ကတော့နည်းနည်းလေးတိတ်ပြီးတော့တော့ဟိုဘယ်လိုခေါ်မလဲနည်းနည်းကြောင်ကြရလို့ပြောလို့ရမှာနော်ကြောင်ကြရဆိုတဲ့နေရာပေါ့နော်ဒီတစ္ဆိတ်ပြင်ကြေးပါဆိုပေမဲ့ဒီမှာကတော်တော်များများကဟိုအင်ဂျီဘယ်လိုခေါ်မလဲစိတ်ယုံနေပေါ့နော်ကျွန်တော်တို့ဟိုစိတ်ယုံနေနော်ဂိုဒေါင်တွေများတာပေါ့ဒီနေရာစိတ်ယုံနေဂိုဒေါင်တွေများတယ်နောက်တစ်ခုကဘာလဲဆိုတော့ကျွန်တော်တို့လေခွက်တွေလေခွင်းတွေ ਨੇ များတယ်ဆိုတော့လမ်းမကြီးတော့တော်တော်ထွက်ရတယ်တော်တော်ထွက်ရတယ်ပေါ့နော် တော့အဲ့နေရာကိုကျွန်တော်တို့အခုမဲသွားပြီးတော့သွားရိုက်ပြမှာဖြစ်ပါတယ်ဗျာနော်အားလုံးမင်္ဂလာပါဗျာကျွန်တော်အခုရောက်နေတဲ့နေရာကအခု online ပေါ်မှာပါ online ဘယ်လိုခေါ်မလဲတယောက်နဲ့တယောက်ဝိဝါဒကွဲနေကြတဲ့ကျွန်တော်တို့ဗာလဲဗလီစောက်မယ်ဆိုတဲ့နေရာကိုရောက်နေတာဗျာလာငတ်တူလာရိုက်တယ်ကဥနောက်လိုက်ရိုက်ဥနောက်လိုက်ရိုက်အဲ့တော့ကျွန်တော်ကဒီမှာသူကတော့ဒီမှာစိုင်းပုံမှာစိုင်းပုံမှာရေးထားတာကတော့ကျွန်တော်တို့ဒီမှာက နေပြီးတော့စီပင်တရားရေးကော်မတီခွင့်ပြုချက်ပြင်ဆောက်လုပ်တယ်တဲ့ခွင့်ပြုအမှတ်က1325245ပေါ့နော်မြန်မာနိုင်ငံရှိ အစ္စလမ်ဘာသာဝင်များအတွက်သာသနာပြုလုပ်ငန်းဆောင်ရွက်ရန်မြင်းနေရာလျှောက်ထားသူတဲ့ဦးတန်းထွန်းနဲ့နော်ဘောကဝတီရက်ွက် ပြင်မနာမျိုးဒီဘက်ကရိုက်ဒီဘက်ကရိုက် တော့ဘောဝင်ပြင်းမနာမြို့နယ်တဲ့34ကင်မွန်တန်းရက်ပေါ့နော်အစာဦးဆိုင်ရာအချက်လက်များကအမျိုးအစားအထက်အမိုးခြံစည်းရိုး RC RC plus တမ်မန်အစ်အတိုင်းတာကဒါကဒါပြောရတော့ဒါကကျွန်တော်တို့အစ္စလမ်ဘာသာဝင်တွေဝတ်ပြုဖို့အတွက်ဒါအစာဦးဆောက်လို့ဖို့နော်ဒါဒါပြင်ဆင်နေကြတာပေါ့ဆိုတော့ကျွန်တော်တို့ကဒါကဘာလို့ဆိုတော့ဒီ line ပေါ်မှာကျောင်းတစ်ယောက်ဘလူးခေါမလဲမလူလားအတ္တာတွေနဲ့ဟိုပြဿနာတွေဖြစ်လာမှာဆိုလို့ဒါကျွန်တော်တို့ကဒါဟောင်းင်းဖြစ်တာ ဒါတော့ပြောရအောင်ဒီနေရာကတော့ဟိုလူနေလဲတိတ်မရှိဘူး။ဟိုအနောက်ဘက်မှာဆိုလို့ရှိရင်တောင်တန်းတွေရှိတယ်။ဒီဘက်မှာဆိုရွာတွေရှိတယ်။ဟိုဘက်မှာဆိုလဲကျွန်တော်တို့စိုက်ခင်းတွေပဲရှိတယ်ဗျ။မစိုက်ခင်းနဲ့အခုလက်ရှိအခြေအနေထားမှာတော့ကျွန်တော်တို့ဒီခြံစည်းရိုးတွေတော့စကာနေပြီဗျနော်။ခြံစည်းရိုးတွေစကာနေပြီ။နေရာလေးကတော့ပြောရရင်တော့လူနေရက်ွက်တွေနဲ့တော့တိတ်နီးနီးငါးမဟုတ်ဘူး။ဟိုတစ်ဖက်မှာဆိုရင်တော့ကျွန်တော်တို့ဘယ်လိုခေါ်မလဲစက်မှုဇုံလိုမျိုးဟာတွေရှိတာပေါ့နော်စက်မှုဇုံလိုမျိုးဟာတွေရှိတယ်ဆိုတော့ဒါကဒီမှာလက်ရှိကျွန်တော်တို့ကိုယ်တိုင်လာကြည့်တဲ့အခြေအနေပါဗျာနော် ကိုယ်တိုင်လာကြည့်တဲ့အခြေအနေပါလက်ရှိနေထားမှာသူတို့မြေယာပြုပြင်ဖို့လုပ်နေတယ်အဲကျွန်တော်တို့သူမလိုခင်တဲ့တစ်ပင်တွေလှဲနေရတာရှိတယ်နော်ဒီမှာကျွန်တော်တို့ Istanbul ဘာဝင်တယောက်နှစ်ယောက်တွေ့တယ်သူတို့အဓိကအဖြစ်တော့ချန်သီးကိုခတ်ဖို့အတွက်လုပ်နေရအောင်ကျွန်တော်တို့တွေ့ရပါတယ်ဗျာနော်ဒီဟာကကျွန်တော်တို့ဟို online ပေါ်မှာဟိုပြောနေကြတယ်ကျွန်တော်တို့ Islam ဘာသာဝင်တွေရဲ့ဗလီကြောင်းစောင့်မယ်ဆိုတာပေါ့နော်စောင့်မယ် ตาลาเมนจีเยวีลูวอนจองตมารอจีซีวะกายะเตยะอูยินจองลาระเวนตะเทจีเยซีดวนจองวิตาคาจีเยปูวายองจองเซมบะกูบยอซีตีอลูจีเปลูจารา တို့ရဲ့ပေါင်းကြတော်စီမေဃာကန္တလီအာမင်ကြောင်းတဲ့အလေလိုက်ကြီးယေရနာတော်ရဲ့ကိုတော်စီမိဂလာခန္ဓာကြီးအာမင်အာမင်အာမင် သာသနာဟွန်းဘေးရဖုန်းကြီးရတယ်လူတန်းနေဆိုတော့လဲသူတို့မှနေစရာလေးရှိပြီဆိုပြီးတော့ငြိမ်ပြီးကြည်နေတာပေါ့ဘာလဲအောင်ပြီးအောင်ပြီးနဲ့မင်းအောင်နိုင်တက်ကောင်ပြရှာမှာသွားအောင်ခဲ့တော့ပြန်တတိယနေပြီပါသေးတယ်။ဒါပါပဲဖြစ်လက်ရှိချိန်မှာမြန်မာနိုင်ငံနေနေတဲ့ကတော့တာတုပဲခွဲမလားညင်တုပဲအောင်မလားဆိုတဲ့အနေထားတစ်ခုဖြစ်ပြီးတော့သားစရာမရှိလို့ဘဝတွေပြတ်နေတဲ့သူတွေနဲ့သားစရာမရှိလို့မြေကြီးတောင် ပို့နေရတဲ့သူတွေပေါ်တွေ့နေရတာပဲဒါမြန်မာနိုင်ငံလက်ရှိနေပြီးတော့လူတန်းစားမင်းညာကြီးကနိုင်ငံငါကိုခွေးတဲ့အုပ်ချုပ်နေသေးရတော့ဒီလိုမျိုးနေထောင်သွားနေမှာကတော့မလွဲအိမ်ခံပဲဖြစ်ပါတယ်နောက်တော်လိုင်းတွေအားလုံးပဲတော်လိုင်းဒီတော်လိုင်းဒီမပြောင်းနေစင်နေများတော်လိုင်းကိုကူပေါင်းပောင်းဝင်ကူပောက်ပန်နေပြီးတော့တက်နိုင်တဲ့ဘက်ကနေပြီးတော့နေစင်နေများမမိမရတဲ့ထောက်ပံ့နေဖို့လိုရတယ်ဆိုတော့နိုင်ငံထမှန်တည်ပြလေးပါတယ်လက်နက်တွေလည်းရတယ်ပြီးတော့မှဒါကုတက်ဖွဲ့လုံးဝအထီးကိမရှိပဲနဲ့ပြန်ပြီးတော့ဆုတ်ခွာနိုင်ခဲ့တယ်ဆိုတဲ့ဟာကတကယ်ကြီးကျူးလေးစားစရာကောင်းတာပေါ့နော်အဲ့တော့ အဲ့ဖြစ်စင်တဲ့ပတ်သက်လို့နည်းနည်းအခြေတွင်းလေးအသေးစိတ်လေးလောက်အောင်ပြောပါအောင်ဘလို့အခြေအနေနဲ့ဘလို့ဖန်ပြီးခဲ့အဲအဲ့ကောင်ကကျွန်တော်တို့စဉ်းစားတာပေါ့နော်စဉ်းစားပါလဲဆိုဒီကောင်ဒီရဲ့အနီးကပ်မှာကျွန်တော်တို့ damage ဆိုတဲ့အပြူရတွေပါရှိရပါနည်းနည်းသူကလည်းအင်အားတောင်းနေဆိုတဲ့ရွာထဲမှာပါတာပေါ့စီရအဲ့ဒီကျွန်တော်တို့ဟိုဟာအဲ့ဒီရဲ့မြောက်ဖက်မှာဆိုရင်ကျွန်တော်တို့ဒါပြူရလေးကြီးပဲဗျာပြူရလေးကြီးရဲ့ဒီကောင်ကအလေမောင်ကငုံထားသလိုဖြစ်နေတယ်ဒီရွာလေးကဟောအဲ့တော့ကျွန်တော်တို့ကဒီအဲ့ဒီရွာကိုလို့ပို့တော့ကျွန်တော်တို့ဒီရှိရပြူရလေးအရင်ဖျက်ရတယ်ပေါ့နော်ပြူရလေးအရင်ဆုံးကျွန်တော်ဂျူဖျက်ရတယ် သွားရတယ်အဲဒီလေကြာကျွန်တော်လမ်းမရှိတဲ့နေရာနေလမ်းရှိအောင်သွားရတယ်ပေါ့ဒီကောင်တွေလည်းနည်းနည်းတော့ဟိုကင်းပေါ်နေဟိုအချိန်လေးပအောင်ပေါ့ကျွန်တော်ကအဲ့ဒါကိုမှဟိုဘယ်လိုပြောမလဲအငိုက်ဖမ်းလိုက်တာပေါ့အဲဒီကောင်တွေကရွာဟိုဟာဒီပြူရွာတွေရဲ့အလဲကောင်မှာနေရတာဆိုတော့သူတို့တက်ကဒီလိုရှားရံသူထိုးဖောက်ဝင်ရောက်မလာနိုင်ဘူးလို့သူတို့စိတ်ထဲမှာထင်ကောင်းထင်းနေလိမ့်မယ်ပေါ့အဲအကြောင့်မလို့ကျွန်တော်ကအဲ့အချိန်တွေကိုကြည်ပြီးမှတော့ကျွန်တော်တို့အကုန်သေးချာအသေးစိတ်ပလန်ဆွဲပြီးဆိုမှရဲဘော်တက်ဖွဲ့နေတိုင်ဝင်ပြီးဆိုမှအဲဒီအငိုက်မှာကျွန်တော်တို့ဒါအချိန်မဆောင်နိုင်မဲနဲ့ဒီတိုင်းပဲဝင်ပြီးတော့ ဟိုဝင်ရောက်စီးနေလိုက်တာပေါ့ကျွန်တော်တို့အဲ့ဒီနားမရောက်ခင်မှာမရောက်ခင်မှာကျွန်တော်တို့မီတာမီတာ50မီတာ100လောက်အကွာမှာဒီကောင်းလေးအဲ့ဒီရက်နှစ်ယောက်ကဓမီနဲ့ကျွန်တော်တို့တက်ဖွဲ့ဝင်နားရဲ့လဲလဲခွင်းတစ်ခွက်ချာမှာသူတို့ကတိတိလာစွတ်နေအော်အဲတိတိလာစွတ်နေတော့ကျွန်တော်ကအဲ့ကျွန်တော်လည်းအဲ့ဒီဟိုဟာတွေကတက်ဖွဲ့ဝင်တယောက်နဲ့ကြည့်တဲ့အချိန်မှာဒီကောင်ကငှက်ပြစ်တာလို့ထင်မှာကျွန်တော်တနက်ပါလို့ဒါထိုင်ဆောင်နေတဲ့ချိန်ဒီကောင်နေတဲ့ယောက်ကပြန်ပြီးတော့ဝင်သွားတာအဲတဲ့ကို အဲ့ဒီမှာကျွန်တော်ကဘယ်လိုမှဟိုသွားလို့များတဲ့အစုံမှာကျွန်တော်ကဒီကစင်းပေါ်သွားမယ်ဟိဆိုရင် လာရန်တိုင်နေတဲ့အချိန်လည်းပါတယ်အဲ့တော့မြောင်းတွေကနေမှာကျွန်တော်တို့တည်းပဲရင်ကုန်ထိုးပြီးသွားကြပါဘောရင်ကုန်ထိုးပြီးဆိုရင်ဟွာလောက်တရားတွေရှိရတရားတွေအောင်ဆိုကျွန်တော်ကတက်လို့မရဘူးအဲ့မှာငုံပြီးသွားတဲ့အချိန်မှာခေါင်းလေးနေရင်ကုန်လေးထိုးပြီးသွားကြတာအဓိကပြောမယ်ဆိုကျွန်တော်ကွန်မန်ဒိုတောင်မှကျွန်တော်တို့ကွန်မန်ဒိုမှာမဟုတ်ဘူးအဲ့အဲ့ဘွဲအဲ့မှာဟိုကျွန်တော်အဲ့မှာအဲ့အဲ့ကျွန်တော်တို့စဝင်တဲ့အိမ်မှာပြီးသူပြီးသူဆိုတာဆိုတာထက် ူ့ယောက်ျားကဒီဟိုဟာပေါ့တိုးနဲ့ထွက်သွားတယ်လို့ပြောတယ်မရှိဘူးပေါ့သူမိမိသားတယောက်ပဲရှိရအဲ့ဒီအိမ်မှာကျွန်တော်စဝင်သွားတဲ့အိမ်မှာအဲကျွန်တော်ကအဲ့အောင်မှာဘယ်ဟာကစခန်းဘယ်ဘယ်ဟာကကင်းနေမှန်းလဲကျွန်တော်မသိဘူးကျွန်တော်တခါမှလည်းမရောက်ဘူးတကယ်မဲ့ဒီတက်ဖွဲ့ဝင်တွေအလုံးလုံးမဲ့ဒီဟိုမရှင်ကိုလုံးမယ်ဆိုအကြံပြုတဲ့လူတွေရပဲအဲ့ဒီဟိုဟာကိုသိရနေရာတွေကိုသိကျွန်တော်ကတခါမှမရောက်ဘူးသိလည်းမသိဘူးကျွန်တော်ကအဲ့တော့အနားရောက်မှကျွန်တော်တို့ဒီကောင်နဲ့စကားစံကိုနားထောင်တဲ့အချိန်မှာနားထောင်ရကျွန်တော်လည်းစကားပြောနေတယ် အဲ့တော့ကျွန်တော်ဘယ်နားနေဝင်ရမလဲစဉ်းစားကြည့်ဘယ်နားမှာဝင်လို့မရတော့ကျွန်တော်တို့ကဝင်မောင်းကမရှိတော့ဘူးအဲ့တော့တရားကြီးကသွားမယ်ဆိုတော့တရားအဲ့ဒီတရားကြီးအောင်မှာရေစီးရမ်းတယ်ကျွန်တော်ပါသွားနိုင်တယ်အဲ့ဒီအထဲမှာပါတယ်အဲ့တော့ကျွန်တော်ကအဲ့ဒီအောင်မလို့ပဲအဲ့ဒီအိမ်အောက်ကနေဖြတ်ပြီးတော့ဝင်ရမယ်ဆိုမှအဲ့ဒီမီးရောင်တွေလည်းဝင်နေတဲ့ချိန်မှာအဲ့ထဲမှာအချိန်အကြာကြီးယူပြီးတော့ဒါရောဝင်ကြပါဝင်ကြပြီတော့ကျွန်တော်ရှေ့ကျွန်တော်ရှေ့အဲ့ဒီလမ်းနှခန်းကိုလည်းကတ်ပါရောဒီကောင်လေးရဲ့အထဲမှာတချင်းဆိုနေအကတိုက်နေလားမသိပါဘူးအဲ့မှာသူတို့ဘာလဲဆိုနေတော့ဘာလဲကုကုမာကုကုမာဆိုပြီးမှလုံနေရကတ်နေရအင်းထဲမှာ အဲ့အနေမှာကျွန်တော်တို့တက်ဖုန်းတွေဝင်တဲ့အချိန်မှာအဲ့ဒီအိမ်ပေါ်ကဟိုမိမသားနဲ့ကလေးတယောက်ကအဲသူတို့အိမ်အောင်လူလူသိမ်းကတ်တယ်ထင်ပြီးတော့ဘယ်သူလဲဘယ်သူလဲမေးရပေါ့မေးတဲ့အချိန်မှာကျွန်တော်ကအဲ့ဒါကိုကြားပြီးတော့ဟိုရှေ့ရဟာတွေမှာကျွန်တော်တို့ကအစိုးရအစီအစဉ်ရှိပါတယ်အရှင်ဖမ်းမှုဆိုတာလေအစီအစဉ်ရှိတယ်အဲအစီအစဉ်ရှိရယ်အစီအစဉ်ဒီအစီအစဉ်တရားလည်းလာတာပေါ့နော်ကျွန်တော်တို့ဒါပြစ်တယ်ဆိုတော့ပြစ်လိုက်ပြစ်လိုက်ခတ်လိုက်တယ်ဆိုတာလေကျွန်တော်တို့တနက်တောင်းတဲ့အချိန်မှာတနက်မပေးလို့မလို့ပြစ်လိုက်ခတ်လိုက်တာအဲဒီကောင်းလေးအဲ့ကိုကိုမကိုက်တဲ့အချိန်မှာကျွန်တော်ကပြေးသွားပြီပြေးသွားပြီဟဲ့အောင်နေမလို့နဲ့လက်မြောက်ဆိုရင်မှပြောတဲ့အချိန်မှာအဲသူတို့သူတို့လူလူပဲထင်းနေကြကျွန်တော်ဟုတ် အဲ့တော့ပြုတ်ကြည့်နေဟမ်ဟမ်ခါနေမှာကျွန်တော်မျက်နှာထိုးပြီးမှအဲ့ပိတ်អော်တော့ပဲဘယ်ဆိုခေါ်អော်ရဲ့အဲ့ကျွန်တော်အဲ့တရားကကန့်နေတဲ့တော့ကျွန်တော်တွန်းလဲလိုက်တွန်းလဲပြီးတော့အဲ့တနတ်တွေပါလေအကုန်လိုက်ကြည့်ကြည့်ရခြင်းပါဟောဓမီမီးလိုက်တယ်မှာဘေးကဘိုးတော်တယောက်ကအဲ့ရောအောင်တနတ်ကိုပြီးဆွဲလိုက်တာဟောတနတ်ကိုဆွဲပြီးတော့ကျွန်တော်တို့ပြန်ခုခံမယ်လို့လို့အဲ့တက်ဖုန်နဲ့ကျွန်တော်လည်းပြစ်လိုက်တာအဲ့ကောင်လေးကိုပြီးပြီးတော့ကျွန်တော်တနတ်ကလည်းအဲ့ချိန်မှာဘယ်လိုပဲမယ်ဟိုကျွန်တော်တနတ်ကကျွန်တော်ဟိုရှေ့တန်းတနတ်ကပါမလာဘူးကျွန်တော်ကဒီဘက်ကနေမီကန်တယောက်စီကျွန်တော်တနတ်ကိုယူလိုက်တာဟောအဲ့တော့ ဒါကြနကတစ်ချက်ပြီးတော့ဓာတ်မသိတော့တစ်ချက်ပြီးတော့ဂျမ်းပြစ်သွားခြင်းမှာအော်ကောင်တနက်ကိုကင်တာအဲ့ချိန်မှာဒီကောင်တနက်နဲ့ပြင်မအောင်လို့ဒီကောင်လင်းမလို့နင်းထားတယ်ချောတစ်ဖက်ကအဲ့မင်းတို့မလုံးနဲ့မလုံးနဲ့မင်းတို့လက်လက်တီနေတာလက်တီနဲ့ခေါင်းဟောလို့တာမင်းတို့ဂန်ဒီကင်ပြစ်တတ်မှာတော့အော်ပေးနေတယ်ကိုတနက်ကဟိတ်နေဟန်ရနေကိုတနက်ကဂျမ်းပြစ်နေပြင်ပြတော့ဟောဗျာအဲတနက်ကတစ်ချက်ပဲပြစ်လိုက်ရတယ်ပြီးရေနှစ်ထားတဲ့အချိန်လေးပေါအောင်တယ်တနက်ဆိုတော့ကျွန်တော်ကျွန်တော်တနက်နဲ့ကျွန်တော်မဟုတ်တော့လေဟိုဓာတ်အထာမသိတော့ကျော်လဲအဲ့လောက်ကြီးမစဉ်းစားမိလိုက်ဘူးတဲ့အဲ့ဒီမှာ အဲတကယ်လည်းဖြစ်တဲ့အချိန်မှာဟိုပြည့်ပြီးတော့ဒါဟိတ်နေဟန်နေပဲသိရမလားလေလေမင်းနေနေတာကျွန်တော်ကအကုံလုံး9000လုံးကိုကျွန်တော်ကကလာခွာတာအကောင်နေပြီး9000လုံးကိုကျွန်တော်ကဒီကောင်နေအောင်မအာရမောက်ရလေးလူကြီးကုန်းကုန်းလေးလို့ကျွန်တော်ကအဲတကောင်ပလက်လိုက်မယ်တနက်ကိုရေမောက်နေတာအဲအဲ့ဟွာပေါ်မှာလေမင်းကိုမထက်တက်နေတာဆီ၆ကနေပဲသိရမလားတနက်ကင်ပြတ်တတ်မှာမင်းတနက်နေချချသူမှာချပြီးတော့အရှင်ဖန်းခေါ်လာဘူးနော်အင်း တိုးကနော်တကယ်အဲ့တဲနာလေးကိုကတ်တဲ့အချိန်ထိအသေးလေးရာကြီးတော့ဟောဒီကောင်တကွာလွယ်ဘူးကွာဘောနော်လုံးဝမီးအောင်လေးမေမေလေးအောင်ပါဘောနော်အဲလုံးဝဟုတ်တယ်အဲ့မပြပြောပါသေးရပါလေကျွန်တော်ဘာမလုပ်ပါဘောဘာမလုပ်ပါကျွန်တော်ဘာမလုပ်ဘူးလေကျွန်တော်ကကျွန်တော်မေးသေးသေးရမှာဘာမင်းတို့ဘာဘာမလုပ်တော့လဲကျွန်တော်တို့ရတယ်ဟွာတယ်ဟွာတယ်ဘာမှလုပ်ခဲ့ပါဘူးလေမင်းတို့အဲ့ဆိုတင်းတန်းဆင်းရတာဆိုဆင်းရတယ်ဗျာလေဘာဖြစ်လို့အတင်းကျိုးတုတ်ပြီးတော့ခေါ်သွားလို့တင်းတန်းဆင်းရလို့ပြောတာပဲကျွန်တော်တို့တော့ဟော တော့ဒုဝါနော်ဒါသူတို့တော့မထင်မှတ်ထားတဲ့အခြေအနေမျိုးကိုအောင်ဖန်တီးပြီးတော့အောင်မြင်မှုယူသွားဆိုတကယ်တကယ်အားရတယ်ပေါ့နော်ပြီးရင်တော့အထိတိုင်မရှိပဲနဲ့အောင်မြင်မှုရတယ်ပြီးရင်ဟိုနာတော့နော် level တက်နေထားတဲ့အကွက်တွေကတကယ်မိုက်တယ်ပေါ့အဲ့ဒီနေမှာရတော့မနေ့ပြစ်တော့ပါလေအဲ့ဒါမှတန်တဲ့လူက level ရောနေတာအဲ့လိုမျိုးပြန်ခံပြစ်တဲ့ကောင်ကတော့ဒါမတက်နိုင်ဘူးလေနော်အဲခုနကလို့တက်နိုင်လို့ကျွန်တော်တို့ကဒါအတက်နိုင်ဆုံးရှင်ဖမ်းဖို့ကြိုးစားရတယ်တို့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 ရွေးချယ်တဲ့လမ်းပေါ့ကျွန်တော်တို့ကလည်းကျွန်တော်တို့အတက်အနေရှိတယ်ရဲဘော်တွေရဲ့အတက်အနေရှိတယ်ကျွန်တော်အဲ့လိုမှမလုပ်ဘူးဆိုရင်ကျွန်တော်ကလုပ်လို့မရတော့ဟုတ်တယ်ဟုတ်တယ် ပြင်អော်သေးတယ်ဟဲ့ဟောဒီမှာបៃឆេងបៃឆេងဒီမှာနာမည်ကိုကြည့်လို့အဲ့ဒါဒီဖွဲ့တွေခေါ်ခေါ်ပြီးတော့ဒါအရှင်ရလာခဲ့တယ်ဗောနော်အဲ့တော့အဲ့လိုမျိုးမျိုးဒါရှေ့မှာရှိသေးလားဒါရှေ့ကဟိုနေ့ကပွဲရတော့တပွဲပါလေအဲဒီလိုမျိုးဟာကအခုညဒီလိုစီစဉ်ပြီးတော့လုပ်တဲ့ဟာတွေကတကယ်သဘောကျတော့ရှိတယ်ကျွန်တော်တို့ကနအူးဗတ်ကနအူးပွဲပေါ့ကျွန်တော်တို့အဲ့ဒီဟောမှာတင်ကုန်ကြီးပေါ့ကတ်မလူရဲ့တင်ကုန်ကြီးဆိုတာကျွန်တော်တို့ကတ်မလူတစ်ခွင်လုံးရဲ့ ဟိုကနဦးစခန်းလို့ပြူစခန်းလို့ပြောလို့ရမယ်လို့ပြောရမယ်ပေါ့ဒီကမှာကျွန်တော်ကက်မှုတနေ့လုံးမှာတင်ကိုကြီးကဟိုပြူစခန်းဆဆောက်တာပေါ့စခန်းကြီးပဲဆဆောက်တယ်အဲ့စခန်းကိုကျွန်တော်ဝင်ရောက်စီးနေတယ်ပဲအဲ့ဒီတော့ကကျွန်တော်တို့က3မိနစ်တင်ကိုကြီးဆိုနာမည်တင်လိုက်တယ်3မိနစ်ပဲတင်လိုက်ရအဲ့စခန်းကိုဟာ3မိနစ်ဟုတ်တယ်အဲ့စခန်းလုံးကဟိုပါပဲကျွန်တော်တို့အခုဇီးဇီးကုန်းရဲစခန်းထားတော့ကြီးသေးတယ်အဲ့ကောင်ဟုတ်လက်နက်အင်အားလည်းတောင်းတယ်လက်နက်အင်အားတော့လူအင်အားလည်းတောင်းတယ်အဲ့တော့ အဲပြီးတော့အဲမှာခွေးစစ်တွေလည်းရှိတယ်ပြီးတော့ပြူပြူကွန်ကွန်မန်ဒိုဆွေးနွေးထားတဲ့ကောင်တွေလည်းရှိတယ်အဲတဲမှာအင်းအဲတော့3မိနစ်ပဲတိတ်လိုက်ရအောင်အဲ့တော့စောင်းရသည်ကျွန်တော်တို့အာကျန်းတယ်တော့အဲ့ဒါလည်းအဲ့တော့ဒီလိုပဲလေအဲ့တော့လည်းကျွန်တော်တို့ဒီအခုလိုပဲကျွန်တော်တို့အဲ့စကန်နဲ့ထိရအောင်ကတ်တယ်ရအောင်ကတ်ပြီးမှသူတို့ရဲ့အဲ့ဂျာပစက်အပေါ်လေးတစ်ဖောက်ပဲထားတာသူက အဲ့ဒီမှာပြေးဝင်သွားပြီးဟဲ့မင်းတို့တရားမလို့နဲ့လက်မြောက်ဆိုပြီးမှပြောထားခြင်းမှာအဲ့ဒီသူတို့တွေကအထူးကွန်မန်ဒိုစင်းနိုင်ဆိုတဲ့ကောင်ကသူကနောက်ကူမှာတနက်ကူဟိုလှမ်းဟိုသွားယူမဲ့ခြင်းမှာကျွန်တော်လဲအမောအနား6လောက်တခါပြက်လဲပြီးပြီးတော့ကျန်တဲ့ကောင်တွေကတခါထပ်ပြက်လဲထားခဲ့တော့အဲ့တော့လည်းအရှင်ဖမ်းသိတယ်ခါလဲပြင်းတာအဲ့နည်းနည်းလောက်လာကျွန်တော်တို့ပြင်းမှာอืมကျွန်တော်တို့ခေါ်တဲ့အချိန်မှာအေးစိလိုက်တော့ရတယ်အသာကြီးနဲ့ခေါ်မျိုးလိမ္မာမင်းတွေ့ကြည့်ပဲလိမ္မာတို့တွေ့ကြည့်မယ်ကွန်းတော့โอเคအဲ့တော့ဒါကတော့ဒါညီလေးဒါဒါ ဒီခုတင်ထားတဲ့ဒါတိုက်ပွဲဖြစ်စဉ်ဗီဒီယိုနဲ့ပတ်သက်လို့ဟိုပါဖြစ်တာပါเนาะပြီးတော့ညီလေးခုဒါလူသားဆန်ဆန်လုပ်ခဲ့တဲ့လုပ်ရည်တွေအများကြီးရှိရတယ်เนาะအမှန်တကယ်ဆိုရင်ဒါပြစ်တက်လိုက်လို့ရတယ်ကိုယ့်ရန်သူလည်းဖြစ်နေတယ်ပေါ့เนาะဒါပေမဲ့ပြန်ပြီးတော့မတုံ့ပြန်တဲ့အတွက်အခုလိုမျိုးအရှင်ရအောင်ဖမ်းခေါ်လာအဲ့ဒါကပို့ပြီးတော့ခက်ခဲတယ်เนาะအဲပြောချင်တာအဲ့လိုပြစ်တက်ထားခဲ့လိုက်ရင်ဘာမှပြဿနာမရှိကွာလွယ်ကူတယ်ကွာဒါပေမဲ့အခုကျတော့ဒါခက်ခက်ခက်ခဲပုံစံမျိုးနဲ့ပဲရအောင်ဒါရွေးချယ်ပြီးတော့လှုပ်ဆောင်ခဲ့တယ်လူသားဆန်တယ်ပေါ့เนาะအဲ့ထက်ဒါပြင်ဒါဇီးကုန်းလုံးကပေါ့เนาะညီလေးကိုအမြဲတမ်းစိန်ခေါ်နေတဲ့ရန်သူတော်ကြီး တန်းသူတော်ကြီးသူရဲ့ကလေးလေးအချင်းနေပေါ့နော်အဲမီဖာပြလိုက်ပြီဆိုပြီးတော့ဟိုနေ့ကလည်းဒါပုံလေးတွေတက်လာတွေ့ရပေါ့နော်အဲသူတို့ရဲ့သဘောထားတွေရောဘလို့လဲပြောင်းလဲကုန်ပြီလားအဲ့ဒါလေးနည်းနည်းမျှဝေပြီပေါ့အဲပြောင်းလဲကုန်ပြီလားဆိုရင်ပြောင်းလဲသွားပါရင်သူတို့ကဒါကျွန်တော်တို့မေးတယ်ကျွန်တော်တို့ဟိုကျွန်တော်တို့ဟိုခင်ဗျားတို့ဒီလိုပဲဟိုမွေးဖောက်နိုင်မထင်လားပေါ့မထင်ဘူးပေါ့နောက်ပိုင်းတော့ကျွန်တော်တို့အကုန်လုံးပိုင်းလို့ပြီးလို့မရကျွန်တော်ကျွန်တော်ဘာလာရင်းနေကျွန်တော်တို့ဟိုအဲ့ကောင်တော့တောင်ကျော်လာလို့မလို့ကျွန်တော်ကပူသေးပဲဆိုကလင်းမှုရဲ့အချိန်မှာတိမှာ तू က easy ပဲကျွန်တော်ကပြာခက်နေတယ်တိရမလားတို့ ကျော်ကိုရီကိုရီခေါ်ဆောင်လာပြီမသိရင်ကျွန်တော်တို့ထဲမှာတခုဖြစ်တာမှလည်းကြောက်လို့လေသိရမလားအဲ့လိုအာအဲ့ဘောအဲ့ကသူသူရဲ့ကိုင်းကိုင်းချင်တော့မှအဲ့လောက်ဆွေးမှာမို့ကျွန်တော်ကပြားခတ်နေရကျွန်တော်မှာကျွန်တော်မျိုးရအောင်တွေ့ခဲ့တဲ့အောင်ပဲကျွန်တော်တို့တော်လိုင်းရေးမှာပေါဝင်နေတဲ့တော်လိုင်းရေးလူငယ်တွေကဘယ်လိုမျိုးစိတ်ဓာတ်ရှိလဲဆိုတာအမြင်မှာဖြစ်ပြီးတော့ပြည်သူတွေစီကပေါ်ဖော်လာဖြစ်တဲ့အတွက်ပြည်သူတွေစိတ်ဓာတ်ကလည်းပျောက်သီးရဖြစ်ပြီးတော့ခွေးတွေကတော့အလုံးစီရတယ်ပဲအဲမှာဒါကျွေးပြီးတော့လဲညွန်နင်းခံနေတဲ့တခုနဲ့ကြီးပြင်းလာဖြစ်တဲ့အတွက်ပြည်သူစိတ်မရှိတော့ဘဲနဲ့ခွေးစိတ်ပေါနေအောင်လုပ်ပြီးဖြစ်ပါတယ် လမ်းမီရအောင်ဘဒီဗီဒီယိုတော့နည်းပဲသုံးသလိုက်ပါရနောက်ထပ်ဗီဒီယိုမှာတော့နောက်ထပ်နောက်ထပ်ဗီဒီယိုကျွန်တော်ရေကိုကြည့်ပါလို့ရှိရင်ပြည့် channel လေးကို like and subscribe လောက် subscribe ပြီးပေးခွန်နေတာချင်းမင်းတက်လာသမျှဗီဒီယိုနဲ့တရင်အောင်လို့ရရှိရဖြစ်ပါတယ်လမ်းမီရအားလုံးပဲဗီဒီယိုအောက်မှာ HYB high ပေါ်နေတော့မြန်မာနိုင်ငံကတော်လမ်းမျိုးတွေအားလုံးလေး HYB high ကလို့နှိမ့်ခဲ့ပြီးပို့အဲ့ဒီမှာတောင်းဆိုရင်လည်းပြည့်ညတ်ဗီဒီယိုတော့နည်းပဲသုံးသလိုက်ပါရနောက်နေဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါမယ်